ဘာစကားပြောတာအဖေနဲ့မရအတုံးမကြဘူးတုံးကွာတုံးကွာဖေရဒီကဘာမတဲ့လို့ဆိုးစမ်းမှာဆုံးသွားတဲ့အဖေနဲ့မေတို့မေရဒီမဆောင်ကားတဲ့ကောင်းတယ်တွေ့လိုက်နောက်ဆုံးမှာကိုမင်းမြတ်ဘာလုပ်လိုက်လဲချီချီကြဆိုပြီးတော့အဲ့ချိန်မှာအနေအောင်တော့တယောက်ကထိုးခံတယောက်ကပိုက်ခံကောင်းတယ်လေဘယ်ကြလာပြီအားဘယ်ကြလာပြီဒီနေ့ညီမလေးနဲ့ဗိုက်စာနေမယ်ဆိုတာဒီလိုကိုရခေါင်းစကြောတစ်ခါလေးဝင်လာခဲ့တယ်။တောင်းတင်ရမှာ ဝင်ခွင့်ရခါလိုက်ကြပါခပောင်းကအပေါင်းဆုံးပဲကိုကြီးမောပြီးလိုက်တာဒါပြိသက်ပေးတဲ့အကယ်မီပေါ့ဟိုအယောင်မသားပါလေလို့ပြောချင်ပါတယ်ဒီနေ့ကစပြီးမင်းတို့ငှက်လို့စားလဲမစားနဲ့ငှက်ကောင်လဲမနေချင်လဲလို့မင်းမဆက်ကဘာလို့ပြောမထွက်တာလဲကွာဖိုးတော်ရကျွန်တော်ရကဲဂျူးပေးချောင်းလို့ပဲကျွန်တော်ခုကျွန်တော်တတ်မှတ်ပါဒီနေ့ကျတော့ तू ကအစုံကနောက်ပိုင်းလေးကြမှာစုံရတာဟုတ်ဇာတ်တစ်ချောက်လုံးကဒီမောင်မောင်တစ်ယောက်ပဲအဲတောက်ချောက်စုံရတာ အကွာလမ်းမေးမှာအမိုက်သိမ်းနဲ့စီပင်ဝင်နေဆိုတော့သူတို့သိသွားလို့ရှင်ဒီမလေးဘက်ကတော့မသိခါကြတယ်ကိုကြီးအဲ့ဒါမတွေ့မိလားငင်မပြောမလို့ပါနဲ့ဟာကိုကြီးကပညာမှမတက်ဘူးဆဲသဘောမှာကျွန်တော်ကညီလေးနဲ့ညီမလေးကိုချက်တယ်အဲလိုညီလေးညီမလေးကကိုရိုင်းရိုင်းဆက်ဆက်အဲ့လိုမျိုးတခုပြန်ပြောတာတော့ဘာလို့ဖြစ်တဲ့အချိန်ကြာလို့ရှင်ကျွန်တော်ညီလေးညီမကိုမပြောဘူးရင်းနဲ့မှခံစားရသမျှအကုန်လုံးကိုစင်မကြီးရှိမှကျွန်တော်တော်ပြီးရင်ဖွင့်တယ်အဲ့တော့သူကကိုစင်မကြီးကကျွန်တော်ရဲ့ ခန်းစားချက်တွေအားလုံး तू အတိနေရအဲ့တော့ तू အားမလို့အားမရဖြစ်တယ်အဲအဲ့လိုမျိုးဇောက်ကံနေပါဖူးထောင်မင်းအကြောင်းငါအတိဆုံးမင်းငါ့ကိုပြောမပြဘာလို့ပြောမလဲဟဲ့ရကဲဘာဘာဖြစ်လဲငါ့ကိုပြောသားမလားဝိုင်းစင်ရဲ့မိပါရီစီပါ तू ရနဲ့ဆက်တာ तू ရဟုတ်ကြလူကြီးဆိုတာနဲ့နားမတော်ရင်ပြင်းမယ်တကယ်တမ်းထူးကြပါတယ်ကျွန်တော်တောက်လျှောက်ကားတွေလုပ်တဲ့အချိန်မှာတော့ recovery တွေအားလုံးကအလုပ်ပညာရှင်ကြီးကိုမောင်းတော့ရနေပဲအဲလုပ်ကြပါတော့ဒါဒီမှာကျတော့ အဲစီဗီဝန်ထမ်းအများစုလည်းရှိရှိနေမယ်ထင်တဲ့နေရာမှာကျွန်တော်တို့လာပြီးတော့အတူတူခံစားပြီးတော့ကြည့်ရှုရမယ်တော့ကြောင့်မလို့အဲရင်ခုန်ပါတယ်ပြီးတော့ကြောက်လဲကြောက်ပါတယ်ဘာလို့ကြောက်တာလဲဆိုတော့ဂိမ်းနဲ့ပေါက်ကန်မှာဆိုတော့လုံးရရဲ့ကန်မှာဆိုတော့ဆိုတော့ဒီလိုနေရာမှာလာလို့ရတဲ့တယ်ဝမ်းသာပါတယ်ဒါတော့တကယ်အမှတ်တရပဲပေါ့နော်ဒီ production ဘက်ကနေအဲ့လိုမျိုး idea လေးနဲ့စီစဉ်ပေးရတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ဒါကဒီကားလေးရတယ်ဒီ CV ဝန်ထမ်း ဒီလိုမျိုးဘုရားလေးကိုရိုက်ထားတဲ့ပုံစံမျိုးဖြစ်တဲ့အတွက်ကြောင့်မလို့သူတို့နဲ့အတူတူကြီးရဖြစ်တဲ့အတွက်ကြောင့်မလို့ကောင်းတော့ချိန်နေပေါ့နော်ဒါဘုရားကြောင့်တော့ဒီမှာအခုအဲ့လိုတော်တော်များဆိုတော့ကိုယ်လေးကောင်းอยู่တယ်ဟိုကြောက်လဲကြောက်ပါတယ်အမှတ်တရပေါ့နော်ဒီကတော့ဟိုမှပြရင်ကြောက်ထင်ပါတယ်ကျွန်တော်တို့ရိုက်ထားတဲ့ဟိုဇလန်းထဲမှာရိုက်ထားတဲ့အတိုင်းပေါ့နော် 100%အကုန်လုံးမဟုတ်ရင်တော့အဲ့ဒီကားရဲ့ဖြစ်တဲ့ပြဿနာမျိုးတွေခံစားချက်မျိုးတွေကဒီစီဗင်ဝန်ထမ်းတွေအနေနဲ့ချိန်စီပေါ့လေတိုက်ဆိုင်တဲ့ဇဝင်ကန်တွေအများကြီးပါပါလိမ့်မယ်ဒါဒါအဲ့လိုမျိုးအတူတူကြည့်ရမှာဆိုတော့အရင်ရင်ပုံပါတယ်ဒါပြည့်သက်ပေးတဲ့အကယ်ဒမီတော့ရောင်းမသားပါတယ်လို့ပြောချင်ပါတယ်ဟုတ်ကဲ့ ဒီကားလေးကတော့ကျွန်တော်ကျွန်တော်ပေါ့နော်အဓိကတော့လမ်းလုတ်ပေးလိုက်သလိုပါပဲဒီအရင်တော့ CV1 နန်းနေသည်ဒီတိုင်းတာမန်သူတို့လုတ်ချရှိရဲ့လုတ်ဖို့ပဲလုတ်တဲ့လူမျိုးတို့တော့ခံယူထားခဲ့တာပေါ့နော်အခုနောက်ပိုင်းတော့ကိုကိုတိုင်းတာကိုကိုနဲ့တွဲပြီးတူးဆောင်တဲ့အချိန်ကျမှသူတို့ရဲ့အခက်ခဲသည်တော်တော်လေးကိုဟိုကြီးမားပါလားပေါ့နော်သူတို့ဒီတကယ်တမ်းနေပူထဲမှာ အနေပြုမရှောင်းမဝေးရမရှောင်းကျွန်တော်တို့ကျွန်တော်တို့ဆုံးဖြတ်တဲ့အညီချေအနတ်သက်ဆိုးတွေကြမှာရုံးငံလှုပ်ရှားနေရတဲ့သူတွေဖြစ်တဲ့အတွက်ကြောင့်မို့သူတို့ဘဝတွေကိုအဓိကကျွန်တော်တို့ဆာဆာနာမိပါတယ်အဲကျွန်တော်အဲ့အတွေးလေးတခုဝင်လာတော့ဟိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ဖိမဖို့လေအတွေးဝင်လာပြီးပါတယ်ခင်ဗျာဟုတ်အကိုကတော့အဓိကပေါ့နော်အကိုနဲ့တွေ့ပြီးတိုးဆောင်ပါတယ်ရှေ့မှာလည်းဘိုးတော်ကင်းနေတယ်အဲကျွန်တော်အကိုနဲ့တွေ့ပြီးတိုးဆောင်ခဲ့ရဘိုးတော်ကင်းမှာတော့ကျွန်တော်ကအဲဟိုရိုးရိုးတာမန်ပဲတိုးဆောင်ခဲ့ရတာပေါ့နော်ဒီမှာကျတော့အဲ့လိုမျိုးအကိုနဲ့ ပို့ပြီးတော့တွဲပြီးတော့လောက်အောင်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တော့အရန်ကိုဖျက်ပြီးရဆုလက်ပါပဲဆိုတော့အရန်ဝမ်းလာခဲ့တယ်ပြီးတော့မှဇက်ကိုဖတ်ကြည့်လိုက်တဲ့ချိန်မှာပို့ပြီးပျော်သွားပါတယ်တကယ်တော့ဒါကအခုနဲ့တော့မှအရင်ကားရီလိုမဟုတ်တော့ဘူးတကယ်ဟိုတွဲပြီးတော့လက်ကြီးကိုဖန်တီးရမှာဆိုတော့ကျွန်တော်ဒီလိမ်မပြည့်ဘာပဲဖြစ်ကျွန်တော်လုံးဝ ready ဖြစ်သွားပါတယ်ဆိုတော့အားကြောင့်မလို့ကျွန်တော်ရှိသမျှအားရေကိုထုတ်ပြီးတော့ဒီကားလေးကိုစူးစမ်းပြီးရိုက်ပါတော့ ဒီနေ့ကျတော့သူကအစုံကနောက်ပိုင်းလေးကြမှာစုံရတာဟုတ်ဇက်တစ်ချောက်လုံးကဒီမောင်မောင်နှစ်ယောက်ပဲအဲတောက်ချောက်စုံရတာဆိုတော့ဟုတ်တယ်အဲလိုလေဒီနေ့နဲ့နောက်မှစုံရတာအဲဒါကသားပထမဆုံးရိုက်ခွေရုပ်ရှင်ကားမှာအခုရဲ့ညီမကအခုတော့အဲ့လို supporting mon တော့ fan မရတဲ့ character ဆိုတော့သားအတွက်အရန်ကတ်ကောင်းတယ်ဒီ feeling device ဆိုတာထက်ကိုဒီကိုငယ်ငယ်တုန်းကကြည့်ရတဲ့အဲ့လိုမျိုးเนาะအဲ့တော့တော့ ဒီလိုမျိုးရင်းနှီးနဲ့ညီမအနေနဲ့ character အနေနဲ့ဒီလိုစပွတ်ခွင့်ရတဲ့အတွက်အရင်ခုံယူရဲအရင်ဝတ်တော်ပါအဲ့ဒါအကိုမနှုတ်ဆက်ချင်တာမျိုးမဟုတ်ပဲねဒီဘေးမှာတကယ်ရှင်းနေပါအကိုကအဲ့လိုလှမ်းခေါ်လိုက်တဲ့အတွက်ကြောင့်မို့လို့သိရမလားကို့ကဲရမှာကို့အကိုကဲရမှာအဲ့လိုမနော်လူငယ်တွေရဲ့ဘက်မှာလည်းသူတို့ရဲ့ခံခံစားချက်တွေရှိတယ်ရှိတယ်အဲ့လိုမျိုးပြောရမှာနော်အကိုကိုရှက်တာမျိုးမဟုတ်ပဲねငါ့ကိုကဒီလိုလုပ်တယ်ဆိုရင်သူတို့ငါ့ကိုနှိမ့်လိမ့်မယ်ငါ့ကိုလည်းသူတို့အထင်သေးလိမ့်မယ်ဆိုတာမျိုးရင်းねအကိုကတော့အကန့်ဖြစ်တာပေါ့နော် ဆိုတော့ရိုင်းနဲ့ပဲတော့ရောက်သွားတာပေါ့နော်ကာရက်တာရအောင်ဟုတ်အဲ့တော့ကောင်းနေတယ်တက်တော့မှတင်တော့ကောင်းနေတွေ့လိုက်နောက်ဆုံးမှကိုမင်းမြဘာလုပ်လိုက်လဲကြီးကြီးကြဆိုပြီးတော့အဲ့ချိန်မှာတယောက်တော့တယောက်ကထိုးခံတယောက်ကပိုက်ခံကောင်းနေတယ်ဒီကတော့ဒါလည်းဟိုပါပေါ့ကျွန်တော်ပြောသလိုပါပဲဒါကြီးရဲ့ညီမလေးတွေကလိုလိုရတဲ့ကာရီတာပေါ့နော်နေရာကိုဒါရိုက်တာခိုင်းတဲ့အတိုင်းဒါရောက်အောင်လုပ်တယ် အဲ့ဒီအတွက်လည်းဒါဆက်ရက်တန်ဖိုးကလိုအပ်တဲ့လောက်ရောက်တာပါအဓိကဒီဆက်ကောင်းတယ်ဆိုတော့ညင်းမြမလေးနဲ့အားကြီးကျိုးစားလို့ပါဒါပေမဲ့လုံးဝကိုလိုဗန်ရွယ်တော့မဟုတ်ပါဘူးဒါနောက်ပိုင်းမှာဒါညီနေညီမအဖြစ်လေးလည်းပါပါတယ်ကျွန်တော်ဆက်ပြောရင်ဇက်တွေပေါ်ပေါ်ကျွန်တော်ပြောလို့